မင်္ဂလာပါအမမဒီဖိုင်ကကျွန်တော်ချူနေရပါဒီနေ့မှာတော့လူတွေသိမသိသေးရဲ့အေးကြီးတဲ့ crypto security secret တွေကိုညွှန်ပြသမှာဖြစ်ပါတယ်နောက်ထပ်24မှာဒေါ်လာ3ဘီလီယံကျော် crypto တွေ hack ခံရပြီးမြန်မာနိုင်ငံမှာလည်း fake exchange နဲ့ scam တွေရ လူထောင်ချီငွေဆွချွနေရပါတယ်။ဒါကြောင့်ဒီ၅ချက်ကိုသိကြလိုက်တာပို့နားလည်ဖို့လိုပါတယ်။နံပါတ်1 password နဲ့ 2fa ကိုဒီလိုသုံးပါ။ password manager ကိုသုံးပြီးခက်ခဲတဲ့ secret word ထားပါ။ Google Authenticator ကိုဖွင့်တာပါ။အဲ့ဒါက SMS 2fa ထက်ပိုစိတ်ချရပါတယ်။ Telegram တွေကိုဘယ်လိုရှောက်မလဲ။ URL ကိုအမြဲတမ်းဆက်ပါ။ fake exchange link တွေကအနေနဲ့များပါတယ် DM ကလည်း fake crypto ကဏ္ဍကိုဘယ်တော့မှမယုံဖို့အရေးကြီးပါတယ်နံပါတ်3ကိုယ့်ရဲ့ AG ပြောက် private password ကိုဘယ်လိုသိမ်းမလဲဘယ်သူကမှမပြောပါနဲ့မိသားစုကိုတော့မပြောသင့်ပါဘူး safe phrase ကို offline paper မှာချိန်ထားပြီးသိမ်းပါမှတ်လေ hacker တွေကိုဘယ်လိုဟန့်တာမလဲ wallet နဲ့ phone ကိုအငြင်း update လုပ်ပါ antivirus setting မှာ change ညှိပြီးသုံးပါတကယ်လို့သင်ဟာဒီမှာမှာအဖြစ်များတဲ့ scam တွေဖြစ်တဲ့ KP အလိမ်ညာတွေကနေဖုန်းဆက်ပြီး OTP တောင်းတာ Telegram ကနေ fake mining ခုနဲ့ဂျုံနေရပြီဆိုရင်ပထမဆုံးအနေနဲ့ချက်ချင်း internet ကိုပိတ်ပြီးကိုယ့်ရဲ့ wallet ကို new device မှာ restore လုပ်ပါနောက်ဆုံးအနေနဲ့ scam ကို local crypto group တွေမှာ report လုပ်ပါ ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခရစ်တိုမှာအကောင်းဆုံး security ကသင်ကိုယ်နဲ့တည်ထားမှုပါပဲဒီဗီဒီယိုကကြိုးရှိမှထင် like နဲ့ share လုပ်ပေးပါဒါအခုလို့ဘူးဒတာတွေအမြဲတရှိနိုင်မှု MMR 5ကို subscribe လုပ်ဖို့မမေ့နဲ့နော်